ခုနမြောက်ရေးသွားတာကျွန်တော်ဗီဇာ၄မျိုးနံပါတ်၁ကဝါ့ဗီဇာပေါ့နော်နံပါတ်၂ကတူကူတကီနိုဗီဇာနံပါတ်၃ကထရီနီဗီဇာနံပါတ်၄က student visa ပေါ့နော်ဆိုတော့ဂျပန်မလာခင်ကလေးကဒီ visa လေးမျိုးအကြောင်းကိုသိထားမယ်ဆိုရင်တော့ပြင်အရန်ကိုဂျပန်မှာအဆင်ပြေမှာဖြစ်ပါတယ်ကိုကဘယ် visa မျိုးစားနဲ့မလုပ်မယ်ဆိုတဲ့ရွေချက်ပေါ်မှာမူတည်ပြီးတော့ဂျပန်ကိုလာလို့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ မင်းသားကမ္ဘာဝါလုံးမဲ့မင်္ဂလာပါဗျာကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဂျပန်ကိုမြန်မာနိုင်ငံကနေဘာဗီဇာနဲ့လာမှလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ကောင်းစဉ်လေးထားပြီးတော့ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဂျပန်ကိုပေါ့နော်မြန်မာနိုင်ငံကကျွန်တော်မြန်မာနိုင်ငံသားတွေလာကြတဲ့အများဆုံးဗီဇာအမျိုးအစားလေးမျိုးအကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာမျှဝေပေးသွားပါမယ်ဗျာနံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့ work visa ပေါ့နော်နံပါတ်2ကတော့ကျွန်တော်တခုတေဂီနိုဗီဇာ နံပါတ်3အနေနဲ့ကကြတော့ကျွန်တော် trainee visa နံပါတ်4ကတော့ကျွန်တော်တို့ကျောင်းသား visa လို့ခေါ်တဲ့ student visa ပေါ့နော်ဒီ visa လေးမျိုးအကြောင်းကိုကျွန်တော်အော်လိုရင်းတူရှင်လေးမျှဝေပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါတော့ဆိုရင်ကျွန်တော် work visa ပြန်ကြည့်မယ် work visa ဆိုတာကျွန်တော်တို့ဘာလဲပေါ့နော် work visa ဆိုတာကကျွန်တော်တို့ဒီဂျပန်လိုပြောမယ်ဆိုရင်တော့ Gijutsu Jinbun Chishiki Kokusai Gyomu လို့ခေါ်တာပေါ့နော်ဤပညာလူမှုသိပ္ပံနဲ့နိုင်ငံတကာလုပ်ငန်း လို့အတိတ်ပေးရတယ်မြန်မာလိုပြင်မယ်ဆိုရင်တော့ဒါဆိုရင်ဒီ work visa ကဘွေရဒါမှမဟုတ် diploma ပေါ့နော်ဂျပန်မှာဘွေရဒါမှမဟုတ်ဂျပန်မှာ diploma ရဒါမှမဟုတ်ကျွန်တော်တို့ဒီသက်ဆိုင်ရာလုပ်ငန်းမှာပေါ့နော်အတွေ့အကြုံရှိတဲ့လူတွေကိုသူတွေကိုယူရေးပြီးတော့ကျွန်တော်ချပေးတဲ့ visa မျိုးစားတစ်ခုဖြစ်တယ်။ work visa ရဖို့အတွက်ကအနေအဆုံးကျွန်တော်တို့ဘွေတစ်ခုခုရထားရမှာဖြစ်တယ်ပေါ့နော်။ ဟောကျွန်တော်မြန်မာနိုင်ငံကဆိုရင်လည်းမြန်မာနိုင်ငံကကျွန်တော်ပွဲတစ်ခုခုရထားရမှာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ work visa ရထားတဲ့လူတွေကဘလို့အလုပ်အမျိုးအစားကိုလုပ်ရလဲဆိုတာကိုကျွန်တော်အနည်းငယ်မျှဝေပေးသွားပါမယ်ခင်ဗျာ။ဒီ work visa လို့ခေါ်တဲ့ကျွန်တော်တို့ Gijutsu Jinbon Chishiki ကိုယ်ဆိုင်ရောမူဒီ visa ခိုင်းထားတဲ့လူတွေကကျွန်တော်တို့လောက်ရတဲ့နေရာတွေကပေါ့နေပေတွေကကျွန်တော်တို့ engineer ဒါမှမဟုတ်စည်ရင်ခိုင်ကုမ္ပဏီရုံးအလုပ်ပြီးတော့စီမံခန့်ခွဲရေးဘာသာပြန်စကားပြန် နိုင်ငံတကာစီးပွားရေးလုပ်ငန်းတင်ကြားရေးနဲ့ဆိုင်တဲ့ကျွန်တော်တို့အထူးကျွမ်းကျင်တဲ့ပညာရေးဆိုင်ရာဘ ഹു တုတတွေကိုလိုအပ်တဲ့အလုပ်ကိုင်တွေကိုကျွန်တော်တို့လုပ်ကင်ရပါတယ်ဆိုတော့ဒီ UU ရှင်းရှင်းလေးပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ work visa ခိုင်ထားတဲ့သူကပညာအရေးအရှင်ကျွမ်းကျင်မှုနဲ့သက်ဆိုင်တဲ့အလုပ်ကိုလုပ်ကြရတာဖြစ်ပါတယ်ဆိုတော့ဒီ work visa ရဖို့ဆိုရင်တော့ ကျွန်တော်တို့အနည်းဆုံးဘွေရထားမှာဖြစ်မယ်ပေါ့နော်ကိုမြန်မာနိုင်ငံကတော့၎င်းဂျပန်မှာတော့၎င်းဂျပန်မှာဘွေရရမယ်တော့မဟုတ်ကျွန်တော်တို့ဆင်မွန်ကောက်လို့ခေါ်တဲ့ college ကနေကျောင်းပီထားမှာကျွန်တော် work visa ကိုရရှိမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒုတိယအနေနဲ့တုတ်တိကီနို visa အကြောင်းကိုကျွန်တော်အနည်းငယ်ရှင်းပြပေးမယ်တုတ်တိကီနို visa ဆိုတာကကျတော့ကျွန်တော်တို့ကျွမ်းကျင်လှုပ်သား visa လို့မြန်မာလိုပြန်မယ်ဆိုရင်ပြန်လို့ရမယ်ထင်ပါတယ်ဒီကျွမ်းကျင်လှုပ်သား visa ဆိုတာကကျွန်တော်တို့ဂျပန်မှာလှုပ်သားရှားပါမှုတွေဖြစ်နေတဲ့အတွက် ီတာအစ်တစ်ခုကိုကျွန်တော်2019ခုနှစ်လောက်မှာဂျပန်တွေကဒီတိုကတိဂီနိုလို့ခေါ်တဲ့ဗီဇာအစ်မျိုးစားတစ်ခုကိုသူတို့ဟိုလုပ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီတိုကတိဂီနိုလို့ခေါ်တဲ့ဗီဇာတွေကဘလို့အလုပ်မျိုးတွေလောက်ကြတာလဲဆိုတော့ကျွန်တော်ဒီဥပမာအနေနဲ့ပြောပြရမယ်ဆိုရင်တက်ကြီးပြူစုဆောင်းလျှောက်တာတို့တခြားတခြားတော့ဒီစားတောက်ဆိုင်လုပ်ငန်းတို့ဆောက်လုပ်ရေးလုပ်ငန်းတို့လေယာစိတ်ပြိုးရေးလုပ်ငန်းတို့အဲ့လိုမျိုးတတ်မှတ်ထားတဲ့သူ့ သတ်မှတ်ထားတဲ့လုပ်ငန်းကဏ္ဍ14ခုတော့ရှိတယ်ပေါ့နော်အဲ့လိုမျိုး14ခုမှာကျွန်တော်တို့တုတ်တီဂီနိုဗီဇာကိုချပေးထားပါတယ်ဆိုတော့ဒီတုတ်တီဂီနိုဗီဇာဆိုတာကကျွမ်းကျင်အလုပ်သမားဗီဇာဖြစ်တဲ့အတွက် ျွန်တော်ဒီနေရာမှာနားလည်အောင်ပြောပြရမယ်ဆိုရင်တော့ Tokte Gino Visa ဆိုတာကကျွန်တော်ခုနပထမအဆုံးပြောသွားတဲ့ Work Visa နဲ့လုံးဝမတူပါဘူး Tokte Gino Visa ကချွန်းကျင်လောက်သား Visa ပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီ Tokte Gino Visa မှာကျွန်တော်တို့နှစ်မျိုးရှိတယ် Tokte Gino Ichigo နံပါတ်1နဲ့ Tokte Gino Nigo ဆိုတာရှိတယ်ဟုတ်ပြီနော် Tokte Gino Ichigo ကကျွန်တော်တို့ဂျပန်မှာ9နှစ်နေထိုင်ခွင့်ရပြီးတော့မှပဲ ကျွန်တော်တိုကတိဂီနိုနီဆိုတဲ့ကျွန်တော်ဗီဇာအမျိုးအစားကိုရလာမယ်ဆိုရင်တော့ပြဂျပန်မှာကျွန်တော်တို့နှစ်အကန့်အသတ်မြင့်နေထိုင်လို့ရမှာဖြစ်ပါတယ်ဗောနော်ဒါဆိုရင် ကျွန်တော်တို့ဒီတိုကတိဂီနိုအီချီနဲနီကဘာကွာတာလဲဆိုရင်ကျွန်တော်တို့တိုကတိဂီနိုအီချီဆိုတာကြတော့ကိုယ့်ရဲ့မိသားစုအိမ်ထောင်ဘက်အသသမီးနှီးခိုးတွေကိုခေါ်ယူခွင့်မရှိပါဘူးကိုကတိုကတိဂီနိုနီဗီဇာအမျိုးအစားရှိခဲ့မယ်ဆိုရင်တော့ပြကျွန်တော်တို့မိသားစုမိခိုးကိုခေါ်ထားလို့ရတယ်ဗောနော် တကယ်လို့ကိုကလက်ရှိမှာတုခုတကီနိုအချီပဲရှိသေးတယ်တုခုတကီနိုနီးမရသေးဘူးဆိုရင်လည်းအသေးအချာအလုပ်ကိုစူးစမ်းပြီးတော့လုပ်မယ်ဆိုရင်တုခုတကီနိုနီးကိုတချင်ချင်းမှာရလာနိုင်မှာဖြစ်တဲ့အတွက်ဒါတကယ်ကိုကောင်းတဲ့အခွင့်အလမ်းတစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်တုခုတကီနိုအကြောင်းကိုကျွန်တော်ဒီမှာပဲလောလောဆယ်ရက်ထားပေးမယ်နံပါတ်3အနေနဲ့ trainee visa trainee visa ဆိုတာကျွန်တော်ဗာလဲပြန်ကြည့်ကြည့်မယ်ကျွန်တော်တို့မြန်မာနိုင်ငံလိုဆင်းရဲတဲ့နိုင်ငံကလူတွေကိုဂျပန်နိုင်ငံအနေနဲ့ပေါ့နော် ကျွမ်းကျင်မှုနဲ့ဤပညာတွေကိုသင်ကြားပေးမယ်ဆိုပြီးတော့ကျွန်တော်တို့အလုတ်တင်အလုတ်သမားဆိုတဲ့ပုံစံမျိုးနဲ့ခေါ်ယူတဲ့ပုံစံမျိုးဖြစ်ပါတယ်ဆိုတော့ဒီအလုတ်တင်အလုတ်သမားပုံစံကကျွန်တော်တို့ဒီ training visa နဲ့ခေါ်တာကျွန်တော်တို့နှစ်ပေါင်းတော်တော်ကြာခဲ့ပြီပေါ့နော်ဆိုတော့အဲ့ဒီအလုတ်တင်အလုတ်သမား visa လို့ခေါ်တဲ့ကျွန်တော်တို့ training visa မှာပြဿနာတော်တော်များတဲ့အတွက်သူတို့ကကျွန်တော်ဒီလာမယ့်2029ကိုနောက်ဆုံးထားပြီးတော့ဒီ training visa လို့ခေါ်တဲ့ကျွန်တော်တို့ဒီ Gino Jishu Se visa ကတော့ ဖျက်သိမ်းသွားမှာဖြစ်တယ်ဆိုပြီးတော့သူတို့ကထုတ်ပြန်ထားတယ်ပေါ့နော်ဒါပေမဲ့လည်းပဲလက်ရှိသူတို့ training visa နဲ့ခေါ်နေကြတယ်ကျွန်တော်ကုမ္ပဏီတွေလည်းရှိတယ်မြန်မာပြည်မှာဆိုရင်လည်း agency တွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီ training visa ကကျွန်တော်တို့ပထမဆုံးကျွန်တော်ပြောခဲ့ work visa မဟုတ်ပါဘူးဆိုတာကိုပဲကျွန်တော်ထပ်မံပြီးတော့ကျွန်တော်ပြောကြလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီ training visa ကဂျပန်မှာဘယ်နှစ်နေလို့ရတာလဲပေါ့နော်ဒီ training visa ကကြတော့အပြင်ကျွန်တော်တို့ဂျပန်မှာ၃နှစ် ကနေကျွန်တော်9နှစ်အထိနေထိုင်ခွင့်ပေးထားတဲ့ဗီဇာတစ်ခုဖြစ်တယ်ပေါ့နော်။သူရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဆင်းရဲတဲ့နိုင်ငံကသူတွေကိုသူတို့နိုင်ငံခေါ်ပြီးတော့ကျွန်တော်နှီးပညာတွေသင်ပေးတယ်ဆိုတော့ရည်ရွယ်ချက်နဲ့ပေါ့နော်။အလုတ်တင်အလုတ်သမားဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကခေါ်ယူတဲ့ဗီဇာမျိုးသားဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့နံပါတ်၄ကိုသွားကြည့်မယ်။နံပါတ်၄ကကြတော့ကျွန်တော်တို့ student visa ကျွန်တော်မြန်မာနိုင်ငံကနေအလားများကြရတဲ့ပေါ့နော်။ကျွန်တော်ကျောင်းသား visa student visa ပေါ့နော်။ဒီ UGC visa လို့ခေါ်တယ် ဒီ Ryu Cup စ Visa လို့ခေါ်တဲ့ Student Visa ဆိုတာဘာလဲဆိုတာကိုကျွန်တော်အနေနဲ့ရှင်းပြပေးမယ်။ဒီ Student Visa ဆိုတာကကြတော့ဂျပန်နိုင်ငံမှာရှိတဲ့ကျွန်တော်တို့ဒီဂျပန်ဘာသာစကားကျောင်းပေါ့နော်။ Language School Language School လို့ခေါ်ကြတယ်ကျွန်တော်ဂျပန်ဘာသာစကားကျောင်းကိုတက်လို့လင်းရင်တော့ဒါမှမဟုတ်ဂျပန်နိုင်ငံမှာရှိတဲ့ကျွန်တော်တို့ College တက်မယ်ဆိုရင်တော့၎င်းကျွန်တော်ဂျပန်နိုင်ငံမှာရှိတဲ့တက်ကွတော်တစ်ခုခုကို join ချင်တယ်ဆိုရင်တော့ပြင်ကျွန်တော်တို့ဒီចောင်းသားဗီဇာပေါ့နော် student visa ကိုရယူပြီးတော့မှကျွန်တော်တို့တက်ရောက်ပညာသင်ယူလို့ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီ student visa ဆိုတာကကြတော့ပညာသင်လို့တဲ့ကျွန်တော်တို့ចောင်းသားတွေအတွက်ထုတ်ပေးထားတဲ့ចောင်းသားဗီဇာမျိုးစားဖြစ်တယ်ပေါ့နော်ဒီသူ့ရဲ့ចောင်းသားဗီဇာကတကယ်တမ်းဆိုရင်တော့ပြင်အလုပ်လုပ်ခွင့်မရှိဘူးပေါ့နော်ကျွန်တော်တို့ဒီ ကျောင်းသားဗီဇာမှာ28နာရီပဲအလုပ်လုပ်ခွင့်ရှိပါတယ်ဆိုပြီးတော့ကျွန်တော်နိုင်ငံတော်ကသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကျောင်းသားရဲ့အဓိကကျောင်းသားဗီဇာရဲ့ရည်ရွယ်ချက်ကပညာသင်ဖို့လာတာဖြစ်တဲ့အတွက်ကျောင်းသားတွေကိုကျွန်တော်တို့ full time ပေါ့နော်ဒီအချိန်ပြည့်အလုပ်လုပ်ခွင့်မပေးမထားပါဘူးတိုးတော်ညာလည်းပဲတပတ်ကို28နာရီတော့အလုပ်လုပ်ခွင့်ပြုထားပါတယ်ဆိုတော့ပြန်ပြောရမယ်ဆိုရင်တော့ပဲကျွန်တော်ခုနမျှဝေသွားတာကျွန်တော်ဗီဇာ၄မျိုးနံပါတ်၁က work visa ပေါ့နော်နံပါတ်၂က tokutikino visa နံပါတ်၃က trainee visa နံပါတ်၄က student visa ပေါ့နော်ဆိုတော့ဂျပန်မလာခင်ကလေးကဒီ visa လေးမျိုးအကြောင်းကိုသိထားမယ်ဆိုရင်တော့ပြင်အရန်ကိုဂျပန်မှာအဆင်ပြေမှာဖြစ်ပါတယ်ကိုကဘယ် visa မျိုးစားနဲ့ဘာလုပ်မယ်ဆိုတဲ့ရွေချက်ပေါ်မှာမူတည်ပြီးတော့ဂျပန်ကိုလာလို့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကိုကမြန်မာနိုင်ငံမှာဘွေရထားတယ်ဆိုရင်တော့ပြင်ကျွန်တော်တို့ဂျပန်စာ level ကို JLPT N2 N1 အဆင့်လောက်ကိုရအောင်ကြိုးစားပြီးတော့ဂျပန်ကိုတစ်ခါတည်းတန်းပြီးတော့ work visa ကိုချိန်လို့ရတယ်ပေါ့နော် work visa ဆိုတာကကြတော့ကျွန်တော်ရိုးရိုးရှင်းရှင်းကျွန်တော်မြန်မာလိုနားလည်အောင်ပြောရမယ်ဆိုရင်တော့ပြင်ပညာရှင် visa ဖြစ်တယ်ပေါ့နော်အဲ့ဒီ alpha medicine ကျွန်တော် tukutikino visa tukutikino visa ဆိုတာကကြတော့ကျွမ်းကျင်လုပ်သား visa ဖြစ်တဲ့အတွက်တက်မှတ်ထားတဲ့နေပင်မှာကျွန်တော်တို့တက်မှတ်ထားတဲ့စာမေးပွဲတွေကိုအောင်မြင်အောင်ဖြေဆိုပြီးတော့လုပ်ကင်ရတဲ့လုပ်ငန်းအမျိုးအစားဖြစ်တဲ့အတွက်သူက work visa မဟုတ်ပါဘူးဆိုတော့ဒီနောက်တစ်ခုကကျွန်တော်တို့ဒီ training visa ပေါ့နော် training visa ဆိုတာကလည်းအလုပ်တင်အလုပ်သမား visa ဖြစ်တဲ့အတွက် work visa မဟုတ်ပါဘူးနောက်တစ်ခုကတော့ကျောင်းသား visa ပေါ့နော် student visa student visa ဆိုတာကကြတော့လေကျွန်တော်တို့ပညာသင်ဖို့အဓိကချပေးရတဲ့ visa ဖြစ်တဲ့အတွက်အချိန်ပြည့်အလုပ်လုပ်လို့မရပါဘူးတပတ်ကို28နာရီပဲအလုပ်လုပ်ခွင့်ပြုထားတဲ့ visa ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေရာကနေမျှဝေပေးသွားခြင်းပါတယ်ဗျ ။ဘာကြောင့်ကျွန်တော်ကဒီဗီဒီယိုလုပ်ပြီးတော့မျှဝေရတာလဲဆိုရင်တော့ဖြင့်ကျွန်တော်မြန်မာနိုင်ငံကနေဂျပန်ကိုလာချင်တဲ့ညီကိုမောင်နှမတွေတငယ်ချင်းတွေကတော်တော်ကိုများပါတယ်။အေဂျင်စီဘက်ကအခုလိုမျိုးအသေးစိတ် ပြန်ပြီးတော့ရှင်းပြခွင့်မရတဲ့အချိန်လေးရှိတယ်။သို့မဟုတ်ရှင်းပြဖို့ခက်နေတဲ့အပိုင်းတွေလည်းရှိတဲ့အတွက်ဂျပန်ကအလုပ်သွားလို့မယ်အလုပ်သွားလို့မယ်အကုန်လုံးမင်းတို့ work visa ရမယ် work visa ရမယ်ဆိုပြီးတော့ပြောတိုင်းလေမယုံပါနဲ့။ကိုဂျပန်ကိုသွားရမယ် visa အမျိုးအစားက work visa လားဒါမှမဟုတ်တကူတီကီနို visa လားသို့မဟုတ်ကျွန်တော်တို့ training visa လားဆိုတဲ့ဟာတွေကိုခွဲခွဲခြားခြားသိထားမှကိုအတွက်ပေါ့နော်ဒီအဆင်ပြေမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်မျှဝေချင်တာကကြတော့ကျွန်တော်တို့ work visa နဲ့ပဲလာလားတခုတက်ကီနို visa နဲ့ပဲလာလား training visa နဲ့ပဲလာလား student visa နဲ့ပဲလာလားဂျပန်ကိုလာမယ်ဆိုပြီးတော့ကျွန်တော်ပြင်ဆင်နေတဲ့ညီကိုမောင်မတွေတငယ်ချင်းတွေအတွက်ကတော့ကျွန်တော်ဒီဂျပန်ကိုလာမယ်ဆိုရင်ဂျပန်သားအခြေခံလောက်တော့ကျွမ်းကျင်နေခြင်းရအောင်ကြိုပြီးတော့လေ့လာထားဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောကြရင်လည်းဒီ video ကတော့ဒီမှာပဲအဆုံးသတ်ပြရစေဗျာဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကို YouTube ကနေကြည့်နေတဲ့ညီကိုမောင်နှမတွေကတော့ like and subscribe လုပ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ် တကယ်လို့ကိုက Facebook ကနေကြည့်နေရဆိုရင်တော့အသက်လေးတွေပေးပြီးတော့ကျွန်တော် share ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာတကယ်လို့ကိုက TikTok မှာကြည့်နေတယ်ဆိုရင်တော့ပြင်ကျွန်တော်ဘေးကနေအပေါင်းလေးနှိပ်ပြီးတော့အသက်လေးပေးထားခဲ့ပါလို့တောင်းဆိုပြသည်တကယ်လို့ဂျပန်နဲ့ပတ်သက်တဲ့တခြားတခြားသောဘိုးသူတက်လေးတွေသိချင်တာလေးတွေရှိခဲ့မယ်ဆိုရင်တော့ပြင်ဒီဗီဒီယိုရဲ့အပါ comment မှာပါနော်မေးပေးထားခဲ့ပါကျွန်တော်အချိန်ရရသလိုပြန်ပေးသွားပါမယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့ရောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲဂျပန်နိုင်ငံမှာအဆင်ပြေကြပါစေဗျာအားလုံးပဲ bye